ပီတိလိုအမည်ရတဲ့ဝိတုတို့လေးကိုဖတ်ပြပေးခြင်းပါတယ်ခင်ဗျာ။နာတော်တအရှင်ပြေကြပါအောင်ခင်ဗျာ။ကျွန်တော်နေထိုင်သောအိမ်မှာရန်ကုန်အင်းစိန်လမ်းမကြီးဤအတွင်းဘက်ကြောင်ခတ်ကြကြရက်ွက်ကလေးတစ်ခုတွင်ခြေ၍ရန်ကုန်သွားလိုသောအခါများတွင်ပီတရာလမ်းမကြီးသို့မော်တော်ကားဆွတ်စီးရန်အတွက်မီနီလမ်းလေးအတိုင်း35မီနီမီနီ20မြ၊လမ်းလျှောက်ရပါသေးသည်။ထို့ကြောင့်ချုပ်ချင်းချိန်မီသွားကြည့်လိုသောအခါများတွင် အိမ်မှပီတရာလမ်းမကြီးအထိ လမ်းလျှောက်ရာတွင်ဂုံမြင့်မိနေ20ခန့်အပြင်စီကံမရှိ ရက်ချင်တိုင်းရဲလူဆောင်ကျင်တိုင်းစောင့်တတ်သည့်မော်တော်ကားများပေါ်၌ဂုံမြင့်အချိန်ကိုပါထဲ့သွင်းခံမှန်းခြင်းဖြင့်အနည်းဆုံးတနာရီနီးပါးမျှကြိုတင်ထွက်ရလေရှိပါသည်တနည်းကမူကားဝိတုတပုတ်ကို စိတ်ပါလက်ပါရင်းနေမိရာကအိတ်ဆက်စီရရုပ်ချင်ရုံ၌12နာရီပွဲကြည့်ရန်မိတ်ဆွေတယောက်နှင့်ချင်းဆူထားသည်ကိုအချိန်ကပ်မှသတိရမိသည် ၎င်းမိတ်ဆွေကပင်ရုပ်ရှင်လက်မှတ်များဝေးပြီးယုံမှစောင့်နေမိဖြစ်သောကြောင့်မိမိ၏ဝတ္တရားပေါ့ယောမှုအတွက်အာနာ၍မဆုံးနိုင်အောင်ရှိပါတော့သည်ချက်ချင်းပင်အဝိစာကမန်းကရန်လေ၍အိမ်မှထွက်ခဲ့ရတွင်အချိန်မှာ12နာရီတိတိရှိနေလေပြီ12နာရီမခွဲမီရုပ်ရှင်ယုံရောက်တွားရပေမည်အခါတိုင်းတနာယီနီးပါးဇူတင်ထွက်ရလေရှိတော်လန်ခီကို나ယူရဲ့အတွင်းအလူရဲ့ခီးနေရမည်ဖြစ်၍ကျွန်တော်လည်းမြင်းဒီလန်းလေးအတိုင်းခြေကုန်တုတ်ခဲ့မိပါတော့သည် သူ့အလင်းမြန်ခြောက်လာခဲ့စဉ်လမ်းမော်ရီဒုတ်ကလေးတစ်ချောင်းထောက်ကထောက်ကဖြည်းဖြည်းကလေးလျှောက်လျက်ရှိသောအဖွားဝကြီးတစ်ယောက်ကိုအမှတ်မတင် ဖြတ်ကျော်လာခဲ့မိပါသည်ကျွန်တော်ကအရေးကြီးတုတ်ပြလျှောက်နေသလောက်အဖွားဝမှာကရှင်းနှချောင်းကိုအနိုင်နိုင်လှမ်း၍လှုပ်လီလှုပ်လဲခနော်နီခနော်နဲ့ရှောက်နေရှာသည်ကျွန်တော်လည်းထိုးဖွားအိုးအားတစ်ချက်မျှလေပြန်ငဲ့ကြည့်ကကိုလန်ခီးကို ဆက်လက်တုတ်ချီတင်ခဲ့ပါလို့သည် ထိုခိုင်း ရန်ကုန်မိုးသည်ပြုံးကလေးခွဲခွဲကလေးရွာချလိုက်တော့ရတထဲတွင်ပါလာသောဖဲတီကိုဖြန့်ဆောင်လိုက်မိပါသည်မိုးရေတော့လုံသွားပြီမော်တော်ကားစိတ်ရောက်ဆက်လျှောက်ရအောင်မပေါ်မုကလီတခွဲခွဲတွင်ခတ်တုတ်တုတ်လျှောက်ရန်အားခဲလိုက်မိတော့လေကျွန်တော်သည်ရှေ့သို့ဆက်၍ရှည်လန်းရမည်အစားနောက်သို့လှည့်ကြည့်လိုက်မိပါသည်အပါအဝကြီးတွင်ဆောင်းเสียမိုးเสียအထိမပါသည်ဖြင့်မိုးရေမှခိုလုံเสียတစ်ပင်အရိပ်အာဝါဒ အကာအကွယ်တစုံတရာကိုရှာဖွေနေပုံရသည်တို့ရတွင်လမ်းလီတစ်လျှောက်လုံးတွင် အဖွားကိုမိုးခိုးရန်နေရာတစ်ခုတလေမျှမတွေ့ရပါ အဖွားကိုခမမိုးရေထဲ၌ခိုးခိုးရမဲ့ဖြစ်နေရှာတော့သည်မိုးသည်လည်းတဖွဲဖွဲရွာနေရာကတဆတဆတဲလာလီပြီကြာလျင်အဖွားကိုတကူလုံးရွှဲရွှဲဆူလျက်စုပ်ပြက်ညှစ်ထေသောဝစ်စားများအောက်မှအယိုးပြိုင်ပြိုင်ကိုခန္ဓာလီရေဆူတွင် ပေါ်လာရရှည်တော်မည် မိုးတစိုးစိုးချမ်းချမ်းစည်းစည်းနဲ့အေးမိပြီးရှားနာလို့ရှိရင်ကျွန်တော်စိတ်ထဲတွင်ရုတ်တရက်တနာကျင်နာစိတ်ကလေးများယိုဖိတ်လာရာကအပအဝါပြေး၍ထီမိုးပေးလိုက်ခြင်းမာသည့်တို့ရတွင်ရုတ်ချင်ယုံအောင်၌လက်မှတ်နှစ်ဆောင်ကိုကိုင်းရင်ရောင်းလေလေနှင့်စိတ်ပြတ်ဒေါသထွက်နေရှာမည်မိတ်ဆွေ၏မျက်နှာကိုညင်ရောင်လာမိသောအခါအပအဝါအပေါ်ဝဲထားရှိမိသည့်စေရနာမှာတွန့်ဆုတ်သွားပြန်တော်သည် အဖာကြီးနဗေနာကတီမုံ၍လိုက်ရမည်ဆိုလျင်သူကလှုပ်ဒီလှုပ်လဲခဏော်ဒီခဏော်နဲ့တလန်းချင်းရှောင်းနေပုံမျိုးနဲ့အ ਨੇ စုံမိနစ်20ခန့်ကြာမှလမ်းထိပ်သို့ရောက်တော့မည်။နာယီကြည့်လိုက်မိတော့လေ12နာရီထိုးပြီး၍10မိနစ်ကြော်နေပြီ။အိုးရှုပ်ပါလေလီငါရင်ထဲကစည်ရနာပြတ်သွားတာမှမဟုတ်ဖယ်။ငါမိတ်ဆွေနဲ့အသေးချာချိန်ထားတဲ့ကိစ္စကရှိနေတော့ဘယ်နဲ့တတ်နိုင်ပါမလဲ။ ရုပ်ရှင်ရုံကို12နာရီခွဲမရောက်နိုင်လို့ရှိရင်မမိတ်ဆွေကိုဒုက္ခပေးရလေးရောက်မယ်။ခရီးဖြစ်ရလေးရောက်မယ်။အခုပဲအချိန်တော်တော်နောက်ကျနေပြီ။ကိုကိစ္စနဲ့ကိုအချိန်မီဖို့ကအရေးကြီးပါတယ်လီ။ကျွန်တော်ဒီကိုလန်းကိုဆက်လျှောက်ပါတော့သည်။သို့တော်လေခြေလန်း၃လေးလှမ်းများတွင် နောက်ဘက်သို့လှည့်ကြည့်မိပြန်ပါသည်။အဖအိုကြီးကဒုကလေးထောက်ကထောက်ကခါကလေးဂုံ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 နဲ့ဖြည်းဖြည်းချင်းရှောက်နေမြဲပင်ဖြစ်သည်။တခါတခါတွင်ဒုကလေးထောက်၏ခဏနာက သူ့နှခုရှုံရှုံတော်တော်ကြီးပေါ်မှမိုးရီမိုးဆက်များကိုအယိုးပြန်ပြန်ထသောလက်ချောင်းကလေးများဖြင့်တက်၍တက်၍ခြားတတ်သည် မကြမကြလေမိုးကောင်းငင်တို့မော့ကြည့်တတ်ကမိုးမင်းကြီးရဲ့တိတ်တော်မူပါတော့ဟုတောင်းပန်တိုးရှိုးနေပြီတကယ်တို့တွတ်တွတ်ရေရွတ်နေသည်ကိုတွေ့ရပါသည် ကျွန်တော်လစ်လျူမရှိနိုင်တော့ပါမကြသေးမီကဆုံးဖြတ်ချက်အလုံးသည်မိုးရီတဲ့မျောပါလွင့်စင်သွားလိမ့်မည်ရုပ်ချင်ရောင်အောင်နိုင်ရောင်လေလေနှင့်စောင်းနေမည် မိတ်ဆွေနဲ့တကွသူနဲ့ချင်းဆူထားသည့်ဂရိကိုလည်းဂရုမစိုက်အားတော့ပြီကျွန်တော်လည်းအဖအဝကြီးရှိရာတို့ချက်ချင်းပြန်ပြေးမိပြီးလျင် သူဤပိန်ဆုံးသေးသွယ်လာတော့ကိုခန္ဓာကလေးကိုထိဖြင့်မိုးကပေးလိုက်ပြီးနောက်ဖဖဖဖမိုးရီသေးလာပြီကျွန်တော်နာတို့ကျွန်တော်ထိမိုးပေးပါမယ်ဟုတ်တိုက်လဲတော့အတန်ဖြင့်ပြောလိုက်မိသည်အဖအဝကြီးလည်းစောစောကကျွန်တော်သူ့နဘေးမှာဖြတ်ကျော်လျှောက်ခဲ့ဒီကိုပင်တတိပြုလိုက်မိဟန်မတူဘူး ယုဒိရဲ့ကျွန်တော်သူ့နယ်ပြည်နာရောက်လာပြီးထီမိုးပေးလိုက်တော့အခါတွင်မှဝမ်းမြဝမ်းသာမော်ကြည့်ရင်အမလီငါမြည်ရဲ့ဖုံးကြည့်လို့တက်ရှိပါစေကွယ်ဖုံးကြည့်လို့တက်ရှိပါစေဟုတုံရင်လှိုက်လဲတော့အတန်ကြီးပြင်ဆူတောင်းပတနာပြုနေရှာတော့သည် ထိုခိုက်တန့်ကလေးဝဲကျွန်တော်ဒီဘာကိုမျှတတိမရတော့ပဲ အဖအိုးကြီးဆူတောင်းတန်တွင်သာနေမွန်ကျင်နူးလေးရဲ့ရှိတော်သည် ကျွန်တော်ဒီမိမိဆုံးဖြတ်ပြုမူလိုက်တော့ဆောင်ရွက်ချက်အတွက်ကျင်းနဲ့နှစ်သိမ့်ပီတိတစိမ့်စိမ့်ဖြာဝေနေမိပါတော့တည်းမရှိခိုးနိုးလို့အမြင်ရတဲ့ဝိတုတို့လေးကိုလည်းဖတ်ပြပေးခြင်းပါလေခင်ဗျာနားတော်တာဆင်ပေးကြပါအောင်ခင်ဗျာကျွန်တော်တို့မိသားစုစခန်းချရာနီးတို့အဘွားဦးကြီးတို့ယစ်တီယစ်တီလုံနေခဲ့ဒီမှာကျွန်တော်တို့နည်းနည်းစားသမင်းစားကလေးကဖြစ်လေသည်အဘွားကြီးခင်ဗျာစားချင်တောက်ချင်လို့များလာကွယ် ဟုမေမေကြီးကျွန်တော်အဖွာကကရုဏာတန်ဖြင့်ပြောလိုက်သဖြင့်ညီညီကိုသွားမိခိုင်းရာအဖွာကြီးသည်ခေါင်းခါညင်းပယ်လိုက်ရာကပြုံးယုံသာပြုံးပြခဲ့ပါသည်သို့သောအဖွာဟူသည် ကျွန်တော်တို့လူတိုက်ကိုသာကြောင်တောင်တောင်မျက်လုံးများဖြင့်ငိမ့်မျောကြည့်ရင်ကျွန်တော်တို့အနီးနားတဝိုက်မှာပင်ရေဝဲရေဝဲနှင့်ရှောက်နေခဲ့သည်ထို့အခါကျွန်တော်သည်ဂျပန်ဒေါ်လာရေးမှပြန်လည်ရောက်လာခါစအသက်၁၈နှစ်မြတ်သာရှိခဲ့တော်လေစာရည်သူတယောက်ဖြစ်ခြင်းလာသောစိတ်ဆွေးဖြင့် ဘေးရစာဆောင်ကလေးများတွင် စာတို့ထွာလေးများစတင်ရေးခါစဖြစ်သည်နှင့်အညီအစိုးပါအဖွားကြီးနှင့်ဆက်လင်း၍စိတ်ကူးမျိုးမျိုးရှင်ကြည့်ခဲ့မိသည်အဖွားကြီးမှာအသက်အားဖြင့်60ရွယ်ခန့်များဟုခံမှန်းနိုင်တော်လေစင်ရနွမ်ပါလာသည့်အခြေကြောင့်အသက်မှန်ထက်ပိုပြီးအိုမင်းရင်ရုံရလေသည်နဖူးရည်များတရေနေရည်များတွန့်လိန်နေုံသာမကဗစက်တောင်တစ်ဖက်တစ်ချက်ရှိနှခမ်းသားများသည်လည်းတွန့်၍တွဲကြနေကအယူပေါ်တွင်အည်ကုန် ျော့ရဲရဲကိုသာမြင်နိုင်၏ညနာသာလျင်မဟုတ်သူတကိုယ်လုံးမှလည်းထိုနီးနေနေအယိုးပေါ်အေးတင်ယုံမျှတာကြည်သူကိုယ်ပေါ်လွမ်းချုံစင်ရင်ထားသည့်ရင်ပုံအင်းကြီးနှင့်ထမိန်ဒီဟူသောအဝိနှစ်ထဲမှလည်းဖာရရာစုပ်ပြက်ကြီးထက်ထက်လူကြံကရင်းနှီးမတွေ့ရသည်မှကြာလာပြီဖြစ်ကြောင်းတင်ရှားလာတော်သည်ထိုစင်ရီနှစ်လသည့်အဖွားအိုနှင့်ကျွန်တော်မိမိကြီးတို့အားနှိုင်းရှင်ကြည့်မိသောအခါတွင် အသက်ရွယ်ခြင်းအတူတူနေထိုင်စားသောက်ပုံအဆင့်တန်းကွာခြားချက်ကြောင့်မိမိကြီးကသူ့ထက်ဆယ်နှစ်ခန့်ငယ်ရွယ်နှုတ်ပြပုံရနေသည်ကိုလေသတိပြုလိုက်မိပါသည်အပါဝတီကမိမိကြီးထက်အဆများစွာခါကိုင်းလျက်ရှိနေပြီထိုမြနွမ်းပါလာသည့်အပါဝတီစားဖို့တောက်ဖို့ဖိတ်ခေါ်ပါလျက်အချိန်ချင်းခေါင်းခါ၍ညင်းပယ်လိုက်တော့ကြောင်းလေကျွန်တော်စိတ်ကူးတွင်ဒီအပွားကြီးဟာစားချင်တောက်ချင်လို့တို့နာလာမြုံနေတာလည်းမဟုတ်သူ့ခမညာ စစ်ကြီးအတွင်းကသားရီသမီးတွေဆုံးရှုံးခဲ့ပြီးတကောင်ကျွတ်တမျက်နှာဖြစ်နေရှာတာလားတို့မိသားစုတစုတိုက်တိုင်ဝုံဝုံပျော်ပျော်ပါပါစားတောက်နေကြတာတွေ့ပြီး သူသားသူသမီးတွေကိုဆွေမျိုးသားချင်းတွေကိုလွမ်းဆုပ်အောင်းမေ့နေရှာတဲ့ထင်မာရဲ့သူမစစ်ပြီးငါ့လိုအိမ်ပြန်ရောက်မလာတဲ့သားများရှိနေရောတလားစသည်ဖြင့်စိတ်ကူးတွေရင်နေမိတော့၏အဖကြီးကတော့ကျွန်တော်တို့တတိကိုလှမ်း၍ပြုံးလိုက် သူဖတာသူတတိတို့ ်ကြေရွပြောဆိုလိုက်နေမယ်တိပင်းရောက်၌သွားထိုင်နေတော့၏ဖွားကြီးကိုကြည့်ရသည်မှာအဖော်ပေါင်းတစုံတရာနှင့် လာဟန်မတူတယောက်ထီးတဲ့ဝိလေလေရောင်ချာချာနှင့်ပူလျှောက်တီလျှောက်လူပြောက်ချာသူတယောက်နှင့်ပင်တူနေတော့၏သူ့ပြုမှုများကိုမြင်ရခြင်းအဖြစ်ဖုံးတောင်းရာစကားတွေကမဟုတ်ကြောင်းလဲထင်ရှားနေသည်ဖွားကြီးသည်တိပင်းရိပ်အဝဲအပန်းဖြေနေဟန်တူ၏ ကျွန်တော်တို့မိသားစုမှာထိုနေ့ကအင်းရကန်ရက်လျှောကျွန်းယခုကျကျွန်းဟုခေါ်နေသည့်နေရာသို့ပျော်ပွဲစားထွက်ခဲ့ကြခြင်းဖြစ်လေသည်ကျွန်တော်တို့မိမိနှင့်တော်တော်ကြီးတို့သည်နန်းနဲ့စောစောကလေးကပင်ထမင်းဟင်းလျာများချက်ပြုတ်စီစဉ်ခဲ့ကြ၏ထို့နောက်မိမိကြီးနှင့်တကားမိမိတော်တော်ကြီးနှင့်ကျွန်တော်တို့မောင်နှမ၄ယောက်တို့သည်ထမင်းဟင်းလျာစားပွဲတောက်ခွေများကိုယူဆောင်ကအင်းရကန်သို့တပြိုတပါထွက်ခဲ့ကြလေသည်ဖေဖေကတော့လိုက်မလာခဲ့ချေ ဂျပန်ဒေါ်လာရေးအတွင်းရန်ကုန်မြို့မှဂျပန်များဆုတ်မပြေးမီလေး၌ကျွန်တော်အိမ်သားအလုံးတို့သည်ဂျပန်စစ်တပ်တစ်ခုရုံးဆိုင်ရာမိမိတို့ရက်ွက်မှဘုံတံအန်ဒီယေကိုခြောင်ချားသည့်အနေနှင့်အင်းရရျျောကျုံးထဲတွင်တဲကလေးတစ်လုံးထိုး၍နေခဲ့ကြသည်ဆို၏စေပီတွင်ထိုတဲကလေးကိုဒုတိယထံရောင်းချခဲ့ပြီးနောက်ကမာယုနေရင်းအိမ်သို့ပြန်ပြောင်းခဲ့ကြလေသည်ကိုကိုမရှိတော့အတူတို့အင်းရပြောင်းနေခဲ့တုန်းကများဆိုဘယ်လိုပြောမှန်းမသိဘူးကိုကိုရာ ရေကူးလို့လည်းကောင်းကစားလို့လည်းသိကောင်းတာပဲအတူရောညီညီရောရေလေကောင်းကောင်းကူးတတ်ပြီထိုင်ပင်လည်းကောင်းကောင်းထိုးတတ်ပြီအင်္ဂလိပ်လေမြန်နေရန်ကုန်နဲ့ဘုံလာလာချင်းရင် အတူတို့တော့ရေလေကျွန်းကိုရေကူးသွားကြပြီဘိုင်းစကုတ်ကြည့်တယ်လို့စိတ်နဲ့ကြည့်ကြတာပဲစသည်ဖြင့်အင်းရရနေထိုင်ခဲ့စဉ်ကပျော်ရွှင်မြူထူးခဲ့ကြပုံများကိုအခုတကအာရပါရစမြုပ်ပြန်တတ်ပါသည်ကိုကိုမင်းကူတတိရင်ကူးတတ်သည်မဟုတ်လားငါတို့တော့မှွန့်နေပြီ ခုလေကျွန်တော်ညီလက်ညီညီကခက်ကြွားကြွားပြောတတ်ဤစန်းစန်းတို့တော့ဖေဖေတို့ညီညီတို့မြားတဲ့ငားတွေပစုံတွေခဏခဏစားရတာပဲခုလေညီမလေးစန်းစန်းကဖောက်တယ်ချတတ်လေဤကျွန်တော်လေစစ်အတွင်းကလက်လွတ်ခဲ့ရတော့အနီနေရာတို့ပျော်ပဲစားသွားကြရင်တိုက်တွန်းပူဇာမိပါတော့ဤအင်းရကံတို့ရောက်ခဲ့ကြ၍အင်းသားများနေခဲ့သည်ဆိုသောတဲကလေးကိုမြင်မိသည့်အခါ၌ကငါကောဒီတဲကလေးမှာငါမိဘတွေညီညီမတွေနဲ့အတူတူနေခဲ့ရရင်ဘယ်လောက်ပြောလိုက်မလဲဟု လွန်နေပြီးသောအချိန်များကိုပင် နှမျောတန်းတလိုက်နေတော်၏အမှန်မင်းထိုနေရာကလေးမှာပဂတိတာယာစိမ့်စုတကယ်ပင်ညစ်လိုဝေရာကောင်းတော်သည်အင်းရရေပြင်ဝဲလိုင်းကျက်ကုတ်ကလေးများထနေသည်မှာစိမ့်ဝင့်ကလေးများကျဲပြန့်ထားသည်နှင့်တူပြီးရေဆက်များတွင်ညွတ်ကြအောင်ဆိုင်လျက်ရှိသောတစ်ပင်များမှလည်းတင့်တယ်ရှုမောပွဲကောင်းလာသည် ညီညီအတူဆန်းဆန်းတို့သည်သူတို့တို့ဆော့ကစားခဲ့ကြသည့်နေရာများငါးပစုံမြားခဲ့ကြသည့်ရေဆက်ကလေးများရေကူးခဲ့သောနေရာများကိုကျွန်ုပ်အားကျွန်းအနှံ့ပြလိုက်ပြကြလိမ့်၏ဂျပန်နေပြည်တော်ကိုတိုက်ကြီးထဲမှာပေါ့ညီညီတို့လှေနဲ့သွားပြီးကလထိုင်းကြီးနှလုံးတည်လာခဲ့တာညီညီတို့ကနောက်ထပ်တည်နိုင်ရင်စန်ညာကြီးတွေတောင်ယူလာနိုင်သေးတယ်ဖေဖေကမယူရဘူးဆိုလို့ပေါ့ဟုတ်တဖက်ကမ်းမှတိုက်ပြီးပြူကြီးတလုံးကိုလက်ညှိုးထိုးပြရင်ညီညီကစမြုံပြန်လိုက်သေးတယ် ညီညီနှင့်အတူတို့သည်အတော်ပင်ဝေးသည့်ရေလေကျုံးလေးတစ်ကျုံးတို့လည်းလက်ပြကူးပြလိုက်ကြသေးသည်ကျွန်တော်မှညီညီမများကပြသည်များလိုကိုတန်တော်ပင် ကြည်နေမိတော်သည်နနစာစားတော့ချိန်၌လည်းအဘယ်မျှစားမြိန်သည်ကိုမဖော်ပြနိုင်စွမ်းတော့ပေထမင်းစားရင်တောက်ရင်၌လည်းအတူရေကူးတက်ခါကရေလေကျုံးအထိတိတ်တဆိတ်ကူးသွားသည်ကိုတီတုံးကဖေဖေတို့မေမေတို့ရင်သမားမနှင့်ကိုပင်တော့ကရောက်ခဲ့ကြရပုံ အတူကိုပြန်ကူးမလာရင်လမ်းဩပြီးနောက်ဖေဖေကိုယ်တိုင်လေတစည်းဖြင့်သွားခေါ်မြည်လို့အတူကရေထဲခုံစင်ပြန်ကူးလာသဖြင့်အသေးတထိတ်ထိတ်နဲ့ရင်ဘတ်စီတီဖြစ်ခဲ့ကြရပုံဖေဖေကရေလေတွင်လေပေါ်ဆွဲတင်ခဲ့ပြီးလျင်တစ်ပင်တွင်ကျိုးတုပ်၍ဒေါသတကြီးရိုက်နှက်ဆုံးမခဲ့ပုံများကိုမမေကြီးကပြော့ပြနေပါသည်သူတို့ပြောသည်မဖြစ်ပြက်ကလေးများကစိတ်ဝင်စားဝေးတမျိုးကောင်းတော်သည်ကျွန်တော်စစ်ထဲမှပြန်ရောက်လာကစားကကျွန်တော်ဤအတွေ့အကြုံများကို ဖောက်တဲ့ချခဲ့စဉ် သူတို့တွေက စိတ်ပါဝင်စားခဲ့ကြသလိုပဲယခုတပန်သူတို့ပြောသမျှကိုကျွန်တော်ကတလှည့်ငင်းမောနားထောင်ရပြန်သည်ကျွန်တော်ကိုဂျပန်ကင်ပေတိုင်များဖန်ဆီးသွားပြီဟုကြားကြရသောနေ့ကမိမိတို့တိမ်သားအလုံးအော်ဟစ်ငိုယူခဲ့ကြစဉ်ကျွန်တော်အကိုမိန်းမမမအုံးနှင့်မိမိတို့ဤမိတ်ဆွေဒေါက်တာအိုင်မီတို့ကပါဝမ်းနေပန်းနေဝင်ငိုခဲ့သည်ကိုလည်းမိမိကမျက်ရည်ကလေးတဝဲဝဲနှင့်ပြောပြရှာလေသည် ထိုခိုက်တန့်ဝေသုံးနှစ်နီးပါးမြ၊ဤပါတာချင်းများဖြင့်ခွဲကွာနေခဲ့ရပြီးနောက်ယခုလိုတိုက်တိုက်ဝုံဝံပြန်လေဆုံတွေ့ကြရသည့်ထုကဲလာသောအရာသာကိုကျွန်တော်နားလေခံစားမိတော့သည်။ပြည်ရေဟိဝေပယောကဒုက္ခချစ်နှစ်သက်သူများနှင့်ကြွေခွင့်ရခြင်းသည်ဒုက္ခဖြစ်သည်နှင့်အမျှထိုသူများနှင့်ဘုမကွဲတိုက်မပြက်ပေါင်းပေါင်းစည်းစည်းနေကြရခြင်းသည်လေအရာသာတကယ်ရှိပါကလားဟုတွေးမိပါ၏။ သို့မဟုတ်ကြောင့်လေကျွန်တော်တို့စကန်းချရအနည်းတွင်ရစ်တည်ရစ်တည်လုံးနေသည့်အဖွာကြီးအားမြင်လိုက်ရသောတခဏ၌မိမိခံစားချက်နှင့်ကိုချင်းစာနေမိတော်ကကရုဏာမျိုးမျိုးပွားမိခြင်းဖြစ်ပါသည်ကျွန်တော်တို့တွင်တိုက်တိုက်ဝန်းဝန်းပျော်ရွှင် စားတောင်းနေကြသည်ကိုအနားမှတည်ရွယ်ဝဲနှင့်အာယုံဆိုင်နေသဖြင့်လေဒီဖွာကြီးသည်ကျွန်တော်တို့ကဲ့သို့ဆွေစုံမျိုးစုံ မရှိရှာတော်သည့်တကောင်ကျွတ်ဒုက္ခတွေကြီးဖြစ်ကောင်းဖြစ်လိမ့်မည်ဟုတွေးကြည့်မိခဲ့ခြင်းဖြစ်ပါသည် အဖာကြီးတစ်ပင်ရောက်သွားထိုင်တော့မှပြီကျွန်တော်စိတ်ကူးများသည်လေတည်ငြိမ်စပြုတော်ဤထိုခိုင်းအတူနှင့်ဆန်းဆန်းတို့ကကိုကိုကြီးရစင်းကူးချရအောင်လေဟုအဖော်ညှိလိုက်ကြတော့ကြောင်းအေးအေးငါတို့မင်းတို့လိုကောင်းကောင်းမကူးတတ်သေးဘူးကွာနော်ဒီတိန်နေပဲဆင်ရမှာပဲခုပြောရင်သူတို့သွားရကန်းဆက်စီတို့ပြေးလိုက်သွားမိကျွန်တော်ဒီချိန်ကြီးကိုချို့၍တင်းကုတ်တို့တစ်ခုပေါ်တွင်တက်တက်ရရတင်မိစင်ပါပဲ အနည်းရှိတစ်ဖင်အောင်မှကျွန်တော်တို့မောင်နှမအားစူးစိုက်ငင်းမြောနေတော့အဖွားကြီးထံလှမ်းကြည့်လိုက်မိသည်အဖွားကြီးကကြုံပြုံကြီးပြန်ကြည့်လိုက်ပါသည်ထို့နောက်ကျွန်တော်တို့သည်ရေထဲဆင်းကအပျော်ကြီးပျော်မိကြတော့သည်တယောက်နှင်းတယောက်ရေပက်ကြတက်ကိုတယောက်ခြေအောက်မှငုပ်ရဆွဲကြအနှင်းမောရပန်းရမှန်းမင်းတတိမရတော့ချီအတော်ကြအောင်ဆော့လို့ဝါကြတော့မှကျွန်တော်တို့တွေရေထဲကတက်ခဲ့ကြ၏ တင်းငုတ်တို့ပေါ်မှာချက်အင်းကြီးကိုကောက်ယူလိုက်မိခိုက်ကျွန်တော်ရင်နဲ့ဒိန်းကနေခုံသွားပါသည်ချက်အင်းကြီးအိတ်ထဲတွင်ပတ်ကားဖောင်တင်ကလေးမှာမရှိတော့ပေကျွန်တော်ရင်ခုံမှုယုံတာမက စိတ်လည်းမောသားမိပါသည်မြည်သည့်နှင်းနှင်းမှကြပြောက်ခြင်းမဟုတ်ကြောင်းအတက်တီးပါသည်ရေထဲမစင်မီချက်အင်းကြီးကိုတင်းငုတ်တို့ပေါ်တင်ခဲ့ခြင်းကပင်အိတ်ထဲ၌ဖောင်တင်ကလေးရှိခဲ့သေးကြောင်းကျွန်တော်တည်တည်ချာချာမြင်ခဲ့ရ၍ဖြစ်၏ ဆိုင်ညီကိုလေရိုးရိုးအမှုမဲ့အမှတ်မဲ့ပြစ်တင်ထားခဲ့ခြင်းမဟုတ်တက်တက်ရရဲ့ဂယုဒဇိုင်းခောက်တင်ထားခဲ့ခြင်းဖြစ်၍လေအင်းညီအိတ်တွင်ဖောင်တိန်လေးတေချာတက်အပ်ရှိခဲ့ကြောင်းကိုကျွန်တော်သိနေပါလို့သည်ကျွန်တော်တို့ရေထဲတွင် တပြောတပါဆော့ကစားနေစဉ်ကတော့အင်းညီကိုတစ်ချိန်တလေမျှပင်ကြံမကြည့်မိခဲ့လုံးဝပင်တတိမရခဲ့ရှိထိုတော်တွင်၌တစုံတယောက်သောသူကဖောင်တိန်ကို ချွတ်ယူသွားနိုင်စရာအကြောင်းကားလို့ရှိသည် ရေစင်းချိုးသည့်နေရာမှာတဲနောက်ဖေးဘက်ဖြစ်ပြီလေတဲဘောကမိမိတို့တို့တွေတိလိုက်မြင်လိုက်ဘီယူဆိုင်လိုက်နိုင်ပြီမဟုတ်ပေအဖာကြီးလည်းတစ်ပင်ရရောက်တွင်ရှိတော့ပဲတဲရှိနာတွင်ရေဝဲရေဝဲနှင့်ရှောက်နေပြန်လေပြီခလန်းလန်းတွင်မူစားပြီးတောက်ပြီးစွန့်ပစ်ထားသောအကျွင်းကြံများကိုနှုတ်သီးဖြင့်ငမ်းမရရက်ကရက်ကစားတောက်နေသည့်ခွေးနံမိန်ကလေးတစ်ကောင်ကိုမြင်ရ၏အိုးဒီဖာကြီးတော့မယူတန်ကောင်းပါဘူးလေ ဟုကျွန်တော်စိတ်များကအဖာကြီးကိုပင်အရင်ဆုံးသတိရမိတော်သည်အဖာကြီးနေနေယူတန်စရာအကြောင်းမရှိဟုကိုယ်စိတ်ကိုငြင်းနေရတော်လေဤဖာကြီးကိုသတိရမိခြင်းသည်ပင်လျင်အဖာကြီးအပြင်အခြားသူတဦးဦးကတွေးမြနိုင်သောကြောင့်ဟုဆိုရပါမည်တို့ကလေးအဖာကြီးအားစိတ်ထဲကအမှတ်မထင်ဆွဆွဲလိုက်မိဒီကိုလေမိမိကိုမိမိစိတ်ဆိုးဒေါသထွက်မိတော့ဤဒီလိုအသက်အရွယ်ကြီးကိုငါမထင်စကားဘူးဟု ကိုယ်စိတ်ကိုပြန်လေဆုံးမနေမိပြန်၏တို့ကြတဲ့ကဒီဖွားကြည့်ပြင်ဘသူကကိုယူပါမလဲဟုလေထက်မှန်ဆွဆွဲနေခြင်းပြန်တော့သည် နောက်ဆုံးမလို့ထိန်ချိုးရခက်လှသည့်မိမိစိတ်ကိုမနိုင်နေနိုင်တော့သည့်အဆုံးအိုးသူယူတာပဲဖြစ်ခြင်းဖြစ်စေတော့ဖောင်တိန်ပြောက်တဲ့အကြောင်းကိုတော့ဘသူမှအတိမပြေတော့ပါဘူးလေဟုစိတ်ဆုံးဖြတ်လိုက်ပြီးတော့၏သို့တော့ဤဖောင်တိန်ကလေးကိုတော့အမှန်တကယ်ပင်နှမျောမိပါသည်ကျွန်တော်ပထမဆုံးပြိုင်ပွဲတွင်ဆုရခဲ့သည့် ချစ်ဝဲလေဝတ္ထုအတွေ့ချင်းမြင့်ခံရသောငွေအဖြစ်ဝယ်ခဲ့သည့်ဖောင်တိန်ကလေးမူဒီဖောင်တိန်နဲ့ဝတ္ထုတွေဆက်ပြီးရေးလိုက်မယ်ဒီဖောင်တိန်ကလေးဟာငါ့ကိုစပီလောကကြီးရောက်စေတဲ့အထိတ်မှတ်ပဲစသဖြင့်တန်ရောစဉ်ကြီးမားခဲ့သည့်နေ့အမြာယခုလိုပျောက်ဆုံးသွားပြီကိုသိလိုက်ရသောအခါမိလွေပျောက်လည်းမနေနိုင်တော့ပါအမျိုးတတယူကျုံမရဖြစ်မိတော့သည်ထို့ကြောင့်လေဖောင်တိန်ပျောက်ကြောင်းဘသူမှမပြောတော့ဟုစိတ်ဆုံးဖြတ်ထားမိသည့်ကြားကမိမိ ကျွန်တော်ဖောင်တင်လေးများယူမိကြသေးလားခုမမေအာမေးဖြစ်အောင်မေးလိုက်ပြီးတော့ဤနေပါဦးမင်းဖောင်တင်ကဘယ်မှာထားခဲ့လို့ငါကယူရမှာလဲအင်းညိတ်ထဲမှာပဲကျွန်တော်တို့ရေစင်းကူတော့ကအင်းညိတ်ကိုချွတ်ပြစ်ထားခဲ့ပြီးပြန်တက်လာတော့ဖောင်တင်မရှိတော့ဘူးမမေရဒါကြောင့်မေးကြည့်တာဒီတော့မှပဲမမေနဲ့တကွမမေကြီးရောတတော်ကြီးတို့ပါပြွတူးပြတာဖြစ်ကုန်ကြရာကတတော်ကြီးကဘယ်နဲ့တော့ဒီနေရာမှာတို့ကြီးပဲရှိတာဘသူကမင်းဟာယူပါမလဲ ဟုပြောကမြပင်ရှိသေးသည်မိမိကြီးကဝင်၍ဟုတ်တယ်ဟဲ့တစိမ့်တရံဆန်ဆိုလို့ဟိုဖွားကြီးပဲဒီနားလာတာယူးတယ်လို့လို့နှမ်းတယ်လို့လို့ ਨੇ သူ့ကိုလိုက်မေးသူ့ကိုလိုက်မေးဟုစတင်ဆွဆွဲလိုက်ပါတော့သည်ကျွန်တော်ကစိတ်ကူးမိယုံမြရှိသေးစဉ်မိမိကြီးတို့ကတော့ဒီဖွားကြီးကိုပင်တက်ဆွဆွဲကြလိမ့်မည်ကဲကဲအာနာနေလို့တော့မဖြစ်ဘူးနေရင်လည်းမြန်မြန်မေးကြအဖွားကြီးကြည့်ရတာမယောင်မလဲ ਨੇ ဒုတိသွားပြီဆိုပြီးထွက်သွားအောင်မယ် ခုမိမိကြီးကတတိပေးလိုက်ရမိမိနှင့်တော်တော်ကြီးတို့ခြေစဉ်နောက်ဆင့်အဖာကြီးစီတို့ပြေးသွားကြလိုသည်ကျွန်တော်လေးဘာဝင်ပြောရမှန်းမင်းမသိတော့ဘဲသူတို့တွေတွေနောက်မှရော၍လိုက်သွားမိသည်မိမိကြီးပင်လျင်နောက်ဆုံးကတုံချီတုံချီနှင့်လိုက်လာတော့သည်ဒီမဲ့အမေကြီးဟိုနားကအင်းကြီးတွေကကလောင်တန်လေးများယူမိသလားခုမိမိကအတုံအာနာအတန်ဖြင့်မေးလိုက်၏အဖာကြီးမှာအချို့ချောင်းဘာမျှနားမလဲဟန်ဖြင့်ကြောင်တိကြောင်တောင်ရောင်ချာချာမျက်နှာထားနှင့်ပြန်ကြည့်လိုက်သည် အမေကြီးကလောင်တန်းကလောင်တန်းစာရေးတဲ့ကလောင်တန်းအမေကြီးယူထားလို့ရှိရင်ပြန်ပေးပါဟုတ်တတော်ကြီးကလက်ဟန်ချေဟန်နှင်ပြရင်အတွင်သားပြန်တောင်းနေပြန်၏အဖကြီးကပါဇက်အဟောင်းသားနှင့်ငေးကြောင်နေသေးသည်အဖကြီးယူထားရင်ပြန်ပေးဘာမှမလုပ်ဘူးပြန်သာပေးဟုတ်မမေကြီးကချင်းချောက်တန်ပါပါဖြင့်တောင်းမှန်လိုက်ပြန်တော့ခါအဖကြီးမှနားမလည်ဟန်ဆောင်၍မရတော့ပုံဖြင့်ပဲကြီးရေစိန်တမညာရှုံတော့သည်လဝါနှစ်ဖက်ကိုညနာရှိတွင်ရန်ကရန်ကနှင့် မယူဘူးမယူဘူးဟုတုံရင်သောအတန်ကြီးဖြင့်ညင်းလေတော်၏မမေကြီးနှင့်တတော်ကြီးတို့လည်းကောင်းချင်းရိုက်တိုင်ပင်ကြရတော်၏အဖကြီးကတော့ညင်းမှာပဲဒါဖြင့်ဘယ်နဲ့လုံမလဲအတင်းနှိုက်ရှာလို့မကောင်းဘူးတတော်ကြီးကအကြံတောင်းလိုက်သည့်အချိန်တွင်မူကားနဘေးနာကဘာဝင်ပြောရမှန်းမသိအတော်ကြောင်ငိမ့်တက်နေခဲ့မိတော့ကျွန်တော်မှမနေတာတော့ပဲဒီဖောင်တိန်ကျွန်တော်စာရေးကနေဝယ်ခဲ့တာပါမမေကျွန်တော်အဆုံးခံပါတော့မယ်ဒီအဖကြီးကိုတော့ဆက်ပြီးမေးမနေကြပါနဲ့တော့ ူယူယူမယူယူဆက်မမေ့ကြပါနဲ့တော့တော်ကြီးတို့ရသွားသွားအဖာကြီးသွားတော့သွားတော့ခုမေမေတို့ကိုလည်းတောင်းမယ်ရင်အဖာကြီးကိုလည်းအတင်းနှင်ထုတ်နေမိပါတော့သည်ထိုခါတွင်မှအဖာကြီးလည်းတစုံတရာကိုတွေးတော်ကြောက်ရွံ့လာဟန်ဖြင့်နောက်ဆုံးနောက်ဆုံးပြစ်သွားရာကခက်လန်းလန်းတွင်ခြာကနေလှဲ့ကတုတ်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 နှင့်ထွက်သွားလေတော်၏အေးမင်းကတော့နေရတကတနာရအာနာရကြည်ပါလားသူယူတာတို့သိပြီဆိုတာလည်းသိရောဘလောက်ကြောက်သွားလဲ အင်းလေမင်းပစ္စည်းပဲမင်းကအဆုံးချုံးခံနိုင်မှာတော့ဘယ်တက်နိုင်မှာမလဲခုမမေကကရုဏာတော်တော်ပြောလိုက်ရတတော်ကြီးနှင့်မမေကြီးတို့ကလည်းဖောင်တင်ယူသူကိုလက်ဘူးလက်ချက်မိထားပါယနေ့ကျွန်တော်ကြောင့်လွတ်လိုက်ရပါသည်ဟုအချိန်မနဲ့ပြစ်တင်ပြောဆိုနေကြတော့ဤဒီရွယ်ကြီးကြကံမှသူ့မို့လို့လှုပ်ရဲတဲ့တော်ငရေမကြောက်ဘူးထင်ပါရဲ့ခုမမေကြီးက ပြောလိုက်ရမမေကမဟုတ်ဘူးလေအမဆင်းရဲလုံးအကြီးတော့လေငရေပဲကြောက်ပါလို့မလဲအရွယ်နဲ့မဆိုင်ပါဘူးဆင်းရဲတော့လေမမောတတ်တာပဲ ြည့်ရတာတိတ်လဲစိတ်နှံ့မှုမရပါဘူး။ဘာရဲလို့မဟုတ်ဘူး။ပြောင်ပြောင်လဲလဲကလေးမြင်တာနဲ့ကောက်ထားလိုက်တာထင်ပါရဲ့။ခုလေတော်တော်ကြီးကထင်ကြီးပေးလိုက်ပြန်ပါသည်။ကဲလာကြပါမင်းမီတို့ရာ။ပြီးတာပြီးပါစေတော့အဖားကြီးယူတာမဟုတ်ရင်လဲဆက်ပြောနေကြလို့ငရဲကြီးအောင်မရှိပါလိမ့်မယ်။ယူသွားတယ်ဆိုုံတော့ကျွန်တော်မနဲ့မျောတော့ပါဘူး။ခုကျွန်တော်ကမင်းမီတို့ဟာဆွဆွဲခေါ်ခဲ့ဤ။ထို့နောက်တဲနာတို့ညီညီရောက်လာသည်ဖြင့် တတော်ကြီးကစီး၍မိကိုကိုဖောင်းတဲ့တိတ်ကလေးကတော့ပါသွားပြီရေရှိုးကြလုံးတင့်ငုတ်တို့ဘောတင်ထားခဲ့တဲ့မပခံနိုင်ရောလားဟုတ်တော်ကိုလည်းပြစ်တင်ရင်ညီကြီးကိုလည်းပြောပြလိုက်ပါ၏ညီကြီးကလည်းကိုကိုကဒီလိုပဲအရန်ရန်ထားနေကြပဲဟုတ်အပြစ်တင်လေးဒီညီကြီးမကျွန်တော်ထက်အောင်ဒုတိယညီငယ်ပင် ဖြစ်တော်လေအစအစအရာရာတွင်ကျွန်တော်ထက်အစည်းစနစ်ရှိသူလှုပ်တက်ကြိုင်တက်ရှိသူ ဖြက်လက်တလက်သူအဖြစ်တိမ်သားလုံးကအတိမတ်ပြုထားသူဖြစ်တော့ကြောင်းနေရာတကာတွင်ကျွန်ုပ်ပေါ်၌ဆရာလှုပ်လေလှုပ်ထရှိခဲ့သည်ယခုလည်းသူသည်ကျွန်ုပ်အားပြစ်တင်စကားပြောပြန်လေပြီရုတ်တရက်တော့ကျွန်တော်မှာဒေါသထောင်းငွေနဲ့ထွက်သွားမိရာကအရန်ထားတာမဟုတ်ဘူးကတင်းကိုပေါ်တည်တည်ချာချာကြီးတင်ခဲ့တာယူတဲ့လူကယူလာတော့ဘဲနဲ့မှမတက်နိုင်ဘူးအိုးပျောက်ထားလဲပျောက်ပြီးပြီဒီအကြောင်းထပ်မပြောကြပါနဲ့တော့ဗျာခုအားလုံးကိုခြုံ၍အော်ဟစ်တောင်းပန်သည့်အဖြစ်ဖြစ်ပြီး ကြည့်မင်းမေကိုကိုကပျောက်တာပျောက်ပြီးပြီတဲ့ဟေ့မင်းတကယ်ပြောတာနော်ပျောက်တာပျောက်ပြီးပြီနော်ဒီမင်းမေသူကပျောက်သွားပြီးပြီဆိုပြီးမထူးတော့လို့ဒီလိုပြောနေတာသူ့ဖောင်နေသူနှမျောတာပေါ့ပြန်လို့ဂျင်တာပေါ့ကြည့်ပါလားသူ့မျက်နှာကြီးကိုပြက်နေတာပဲဟေ့တော်ဆိုတော်ကငါစိတ်ဆိုးမိလိမ့်မယ်အလကားမင်းမေကသူ့ပြင်းနဲ့သူပျောက်လို့အလကားဒေါပွားနေတာတကယ်လို့ထားချင်းထားရင်ဖောင်တန်ရောအင်ကြီးရောတဲ့ပေါ်တက်ထားမှာပေါ့ဒီလိုထားရင်အပြောက်တောင်းနေသေးတယ်အင်ကြီးပါယူမသွားတာကံကောင်း ညီညီဒီသူ့ခါကြတဲ့မှာပတ်ကားဖောင်နေကလေးကိုထုတ်ယူလိုက်ပြီးနောက်ပြောပါကွာမင်းဖောင်တိန်နောက်တည်တည်ချာချာမှဘယ်တော့မှပြစ်စလက်ခတ်မထားနဲ့ဒါသင်ကန်းသာပဲညီညီသာတိတ်မထားရင်လေတယောက်ယောက်ဆက်ရွေနားမထောင်မိတော့ပါညီညီပါလေးဆက်ပြောနေဒီကိုလေမကြလို့တော့ပါညီညီလှမ်းပြီးတော့ဖောင်တိန်ကိုပြီးမယူမိတော့ပဲကျွန်တော်ဒီအဖွားကြီးထွက်သွားရပဲသူအတင်းပြေးလိုက်မိပါတော့ဒီ ျက်စီများတွင်လည်းမိမိတို့တွေဆွဆွဲချက်များအလေ၌မလောက်တာမရှက်တာအောင်တစ်ဖက်သက်ခံသွားရရှာသည်အဖွားအိုဤတနာဆွေမျက်နှာကြီးကိုသာမြင်နေပါတော့သည်အဖွားကြီးကိုတွေးလိုက်သည်နှင့်သူ့ခြေဖမိုးကိုဥတိုက်ကခြေခိုးတောင်းပန်မိဟုသောစိတ်ဖြင့်ကျွန်းတစ်ခုလုံးအနှံ့ပြပြေးလွှားရင်းအဖွားကြီးအားတောင်းတအောင်ရှာနေမိပါတော့၏အသက်ရှူမောလာသည့်အထိကျွန်းနှံ့ချောင်းညိုချောင်းကြပါမကြံရှာဖွေပါတော့လေအဖွားကြီးကိုရှာမတွေ့နိုင်သေးပါဤသို့အပြေလွှားရှာခိုက် ငါဖောင်တိန်ညောင်စဖြစ်ရတာပဲငါပြစ်ပဲအဖွားကြီးခံလိုက်ရသည်မြငါကြောင့်ပဲစသဖြင့်မိမိကိုမိမိအပြစ်တင်ရင်ငိုခြင်းစိတ်များပင်ပေါက်မိတော့ဤခြင်းထဲ၌လည်းအမိမဖော်တတ်သောဝေဒနာတရက်ကိုတစ်ဆူဆူကြီးခံစားနေမိပါ၏ဆဆောပိုင်းကထိုဖွားကြီးနှင့်ဆက်လင်း၍တွေ့တော်စဉ်းစားမိပုံများကိုလည်းပြန်လည်သတိရလာမိသောအခါကျွန်တော်တွေးမိသလိုဖွားကြီးသည်တကယ်ပင်ရှင်မျိုးသားချင်းများနှင့်ကြွေကွင်းနေရှာသူတကောင်ကျွတ်ဒုက္ခသည်ကြီးသူ ဖြစ်နေမည်ဆိုပါလေသူကဆွေမျိုးအပေါင်းအားဆုံတွေ့ရသည့်ပမာ အာကိုအားထပြုရလောက်သည့်သူ့ပေါ်မဟုတ်မတရားဆွဆွဲရက်ဆက်ကြသူများအားညီမျှအန်အော်ဝန်နေယူကြုံမရဖြစ်ရှာလိမ့်မည်နီအကြောင်းမဲ့တက်တဲ့မိမိစိတ်ဒုက္ခကိုဖန်တီးလိုက်သူများအားညီမျှလောက်ဆက်ဆုပ်ယွန်ရှာလိုက်မည်နီစသည်ဖြင့်စဉ်းစားမိရင်ညည့်ရများပင်ကြမိရာက အဖွားကြီးကိုမယမကတွေ့အောင်ရှာပြီး သူ့ရှိဖမိုးများကိုညည်ရင်နှင်ပွ၍ကတော့လိုစိတောင်းမှန်လိုစိများသာတပွားပွားပေါ်ပေါက်မိပါတော့သည်တဲငယ်တစ်ခုအနည်းတွင်ယောက်ျားကြီးတစ်ယောက်အားတွေးလိုက်ရသဖြင့်ကျွန်တော်ကဆရာကြီးအဖွားကြီးတစ်ယောက်များဒီဘက်လာလာ မြင်မိသလားဟုမေးလိုက်မိဘဲကအဖွားကြီးလဲဆရာတို့နဲ့လာတဲ့အထက်ကလားဟုသူကပြန်မေးလိုက်သည် မဟုတ်ဘူးအဝိစားစင်းစင်းရဲရဲနဲ့တရောင်းသားလိုအဖွာကြီးဗျာခုနလုံးကကျွန်တော်တို့တဲနာလာနေသေးတယ်။အော်ဟိုယူနေတဲ့အဖွာကြီးကိုမေးနေတာကိုကျွန်တော်ကဆရာတို့အထက်ကအဖွာကြီးတရားရောက်ကိုအများမေးနေသလားလို့ယောက်ျားကြီးစကားကိုကြားလိုက်မိတယ်နဲ့တပြိုင်နဲ့ကျွန်တော်ပါဇက်မှဟင်ယူနေတယ်ဟုတ်ထွက်သွားမိတယ်လို့ပင်ကျွန်တော်ဥနှောက်များသည်လေခြားခြားလေသွားပါလို့သည်ရုတ်တရက်မူးမိုက်သွားမတဲ့ခံစားလိုက်မိပါသည်ဟုတ်တယ်ယူနေတယ်ခုနကနေမဲ့လမ်းမကြီးပဲထွက်သွားပြီဆရာ ဟူသောယောက်ျားကြီးအတန်ကိုကြားရတော့မှကျွန်တော်လဲလမ်းမကြီးဘက်သို့ပြေးလာ၍ရှာပါသေးသည်အဖကြီးကအရေးအယောင်ပဲမမြင်ရတော့ပါနောက်ဆုံး၌စိတ်ချော့၍ပျော်ဝဲစားရစီတို့ဖင်တွင်လေးကန်သောခြေလမ်းများဖြင့်ရှောက်ခဲ့မိပါသည်တလန်လုံးတွင်အဖကြီးအကြောင်းကိုသာစဉ်းစားမိရင်စိတ်ဝေဒနာကိုဆက်၍ခံစားရတော့၏ကျွန်တော်တို့တွေဤမိုင်မဲမှုသည် စိတ်နောက်နေရှာသူတို့အုပ်ကိုပင်ထိခိုက်သွားစေပြီဟုထင်မိပါသည် အဖအဝေသည်စိတ်မနှံ့သူဖြစ်တော်လေကျွန်တော်တို့ဆွဆွဲပြောဆိုသမျှကို နားလေသဘောပေါက်သွားခဲ့ပုံ ကြားလေသည်ဖောင်တိန်ကို ယူသလားဟု မေးကြစဉ်အခါကသူသည်မယူဘူးမယူဘူးဟုညင်းသွားရှာသေးသည်ကျွန်တော်တို့ပြောသမျှအလုံးကိုနားမလည်ဘူးထားအောင်တော့တစုံတစ်ခုကိုယူထားသည်ဟုသူ့ပေါ်၌ဆွဆွဲကြကြောင်းကိုမူကားနားလေသွားပုံရလေသည်ကျွန်တော်တို့တွေကအပြစ်အကင်းစင်သုံးသောစိတ်ဒဇဒုက္ခတွေတူဦးကိုပင်မိုက်မိုက်မဲမဲရက်ဆက်ပြင်းမာလိုက်မိကြပါပြီ။ ဤပြမှုကတသက်တင်တကူမိနိုင်စရာအကြောင်းမရှိတော့ဘူးကျွန်တော်တဲစီတို့ပြန်ရောက်ခဲ့တော့အချိန်၌မိမိတို့တွေနေ့လယ်စာကော်ဖီနဲ့ပေါင်မုံများစားရင်ပြင်ဆင်နေကြ၏ကျွန်တော်ကိုမြင်လိုက်သည်နှင့်တပြိုင်နက်ကျွန်တော်စိတ်ကိုတိတက်တော့မိမိကစိတ်မကောင်းဖြစ်နေပါနဲ့တော့တား၏တားလက်စာရီရေးနေတဲ့လူပဲအကြောင်းဆိုတာဆုံဆုံစည်းစည်းဖြစ်တတ်တာပဲပေါ့ငါတို့လည်းနည်းနည်းမှစိတ်မကောင်းပါဘူးကွယ်ခုစိတ်ပြေစကားပြောလိုက်လေ၏ကျွန်တော်တို့တသက်လုံးစိတ်မကောင်းဖြစ်နေတော့မှပဲ အဖကြီးကအယူကြီးတယ်မမေအယူကြီးတယ်ဟူသောကျွန်တော်အတန်းမှာငိုတန်းပါသွားပါသည်ဟင်အယူဟုအားလုံးကအံ့အားတင်သွားကြလိမ့်ဤဟုတ်တယ်ယူနေတယ်ယူနေတဲ့လူတောင်ကျွန်တော်တို့အယံကာရောဆွဆွဲလို့ယူရတဲ့အထဲစိတ်မကောင်းဖြစ်သွားရရှာပြီမမေဘယ်မှာစိတ်မကောင်းနိုင်စရာရှိတလဲကျွန်တော်တို့တောင်းမှန်မလို့လိုက်တာမတွေ့တော့ဘူးလားကွယ်ခုတတော်ကြီးကဂယုနာတန်ဖြင့်မေးလိုက်သည်ကျွန်တော်ကခေါင်းခါပြယုံနေတာအဖြစ်ပေးနိုင်တော့ဤ ဒီလိုပေါ့ငါမြည်ရဲ့သူ့မှာလဲရှေးဘွားကဝိပါကဝတ်မကင်းရှာလို့ဖြစ်မှာပေါ့မိမိကြီးလဲနင်းနေမှအစိတ်မကောင်းပါဘူးကွယ်ဒါကြောင့်ရှေးစကားရှိတာပေါ့ဥစ္စာပြောင်းငရေရောက်တဲ့မိမိကြီးတို့လဲငရေတို့အကြီးသွားပြီငါမြည်ရဲ့ခုမိမိကြီးကနောင်တရတော့အတန်တုံကြီးဖြင့်ပြောလိုက်သည့်အခါတွင်မူကျွန်တော်နားထဲ၌ကမိမိကြီးပြောပြသည့်ရှေးစကားနှင့်မဆိုင်တော့အခြားရှေးစကားတစ်ခုကိုကြားယောင်လိုက်မိပါတော့သည် မရှိခုံတို့မလှဆုံးရဟုသောရှေးစကားတစ်ခုသည်မရှိနွမ်းပါသူဆိုလေခိုးလိမ်တို့နှင့်အလွယ်တကူဆွတ်ဆွဲရန်မခဲရင်သည်ကျွန်တော်တို့လူတွေဖို့တင်ကန်းစာပြည့်ခဲ့သောတတိပေးစကားများဖြစ်ပေလိမ့်မည်ထို့နောက်မိမိကကော်ဖီနှင့်မုံများကျွေးသည်ကိုလေစားလို့စိတ်လုံးဝမရှိတော့ပါမျက်စိထဲ၌အဖအဝကြီးမျက်နှာကိုသာတည့်ရဲဝဲဝဲမြင်ရအောင်နေမိပါတော့သည်ထိုညနေပိုင်းအင်းရမအင်းတို့ပြန်လမ်းတစ်လျှောက်လုံးတွင်လေကျွန်တော်သည် လမ်းဘေးတစ်ဖက်တစ်ချက်တွင်အဖာကြီးဟိုးများတွေ့လေအောင်မည်လားဟုမျက်စိတောင်းတောက်ရှာသွားမိတော့၏တို့ခါမှစ၍လမ်းပေါ်တွင်တွေ့ဆုံကြုံကြရလေသည်မအသက်60ဆွေရွယ်အဖာအိုကြီးများကိုမြင်မိသည့်အခါအတိုင်းကျွန်တော်တို့နှင့်အင်းရတွင်တွေ့ခဲ့ဘူးသည်အဖာကြီးများလားဟုကြည့်ရှုရသည်မှာကျွန်တော်ဖို့စိတ်တစယောဂတရက်ပမာဆွဲကပ်နေခဲ့တော်သည်ယခု10နှစ်ကျော်10နှစ်အတွင်းသို့ပင်ရောက်ခဲ့ပြီ မိမိကြီးပင်လျင်လွန်ခဲ့သောနှစ်နှစ်ကျော်ခန့်ကဘဝတစ်ပါးသို့ကူပြောင်းသွားခဲ့လေပြီ။ညီညီအတူနှင့်ဆန်းဆန်းတို့မှလည်းအိမ်တော်ရက်သားများကြကသားသမီးတွေပင်ရလျက်ရှိကြပြီ။တခါတုန်းကအင်းရကန်တွင်ဆုံတွေ့ခဲ့ရသည့်အဖအိုအာမဆူထားပြီ။နှစ်နှစ်ကျော်ကမှ ကွယ်လွန်အနေဆက်ရောက်ခဲ့သောကျွန်တော်ဖွားဤအရင်မိမိကြီးမျက်နှာပုံမှန်တရံကိုပင်စိတ်ကူးယုံများဖြင့်ဆက်ဆက်အဆဖော်လို့မရကျင်ရင်ဖြစ်နေပြီ။တို့နှင့်ပင်ဒီနေ့က ကမာယုတ်ကတ်တဲဝါဓာတ်စီဆိုင်ရှိလူသွားစင်းညံပေါ်တွင်ပစစ်ဒုဒုတ်ထိုင်းကပိုက်ဆံတောင်းခံနေသောအဖအဝတရားဝါမဆီတစီလူတန်းမိရင်ကကျင်တဲ၌လှုပ်ရှားသွားမိကအမည်မဖော်နိုင်သည့်ဝေဒနာတရက်ကိုခံစားလိုက်မိပါ၏တက်ကတူအဓိပတိလမ်းပဲတဖြည်းဖြည်းလျှောက်ခဲ့မိစဉ်မိမိရင်ထဲကလှုပ်ရှားမှုကိုစိတ်အေးအေးနှင့်တွေးတောစစ်ကြောမိသောအခါတွင်မှယခင်ဆယ်နှစ်ကျော်ကာလကိုပြန်လည်စဉ်းစားမိတော့ကား မေးလူမတက်ရှိခဲ့သည့်ဤဖြစ်ဟောင်းလေးကို အမှတ်တင်တင်မြေအောင်တရိယာလာမိခြင်းဖြစ်ပါသည်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ဖတ်ပြခဲ့တဲ့ဝတ္ထုတိုလေးတွေကိုနာတ္တဆင်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာနာတ္တဆင်သူများအားလုံးနှလုံးစေဝံအေချမ်းတို့နေ့တင်များကိုထာဝရပိုင်ဆိုင်ထဲမှာစေချောင်းစုမုံကောင်းများတောင်းပေးအပ်ပါတယ်ခင်ဗျာ